ါရှင်ချင်းလင်းချင်းတဲ့တရင်ဌာနမှချန်နယ်ကျဆိုးလိုက်ပါရယ်2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့နောက်ဆုံးရရှိထားတဲ့တရင်များကိုတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်တရင်ကောင်းချက်တွေကတော့တိုင်းငယ်အနီးမှာချင်းလင်းအစိုးရပူပေါင်းတဲ့နဲ့အကြံဖက်စစ်တဲ့ကြားတိတ်ပွေးဆက်လက်ပြင်ထန်နေကြောင်းမော်လိပ်ခရိုင်တွင်တိတ်ငယ်စစ်စင်ကြီးကာလအတွင်းကျိုးစောတီစစ်စခန်း၈ခုကိုတင်ပေးရရှိခဲ့ပြီးစစ်သားနှင့်ပြူစောတီတရားကြိုတည်ဆုံးကာ စစ်တုံးပန်းများနဲ့လက်နက်ခေရန်အများပြားတင်စီရရှိကြောင်းစစ်အာဏာသိမ်း၄နှစ်ကျော်ကာလအတွင်းအယက်သားနေအပေါင်းတသိန်းတထောင်ကျော်မျိုးစုဖြစ်စီခံရတယ်လို့ data formula ကထုတ်ပြန်ကြောင်းမင်းကမြို့နေမြောက်ချွန်းရွာအနီးရှိရွှေမျိုးကိုစစ်တပ်ကလေရင်ဖြန့်ချက်မှန်ပုံကျဲတိုက်ခိုက်မှုတွင်ထိခိုက်ဒေဆုံးသူများပြားကြောင်းအမေရိကန်မှာမြန်မာနိုင်ငံသားများယာယီနေထိုင်ခွင့်ကို Trump အစိုးရချက်သိမ်းကြောင်းတို့ပဲဖြစ်ပါရဲ့ရှင် ိုင်ငံ့အနေမှာ ချင်းလက်အစိုးရပူပေါင်းတဲ့နဲ့အကြံဖက်စစ်တက်ကြာတိတ်ပွေးဆက်လက်ပြန့်ထန့်နေတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ချင်းပြည်မြောက်ပိုင်းစီရင်ဒေတာတိုင်ငင်ကျေးရွာအနီးမှာချင်းလက်အစိုးရပူပေါင်းတပ်ဖွဲ့နဲ့အကြံဖက်စစ်တက်ကြာယမနီတွင်တိတ်ပွေးဆက်လက်ဖြစ်ပွားနေတယ်လို့သိရှိရပါတယ်။အကြံဖက်စစ်တက်ဟာနိုဝင်ဘာလ23ရက်နေ့ညမှာတိုင်ငင်အနီးတစ်ဝိုက်ကို Jet Fighter နဲ့ White Dolphin ပုံကျဲခဲ့ပြီးနောက် ယမနေ့မနေ့ပိုင်းမှာဖလန်ဘက်ကိုဝတီစစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်။တိုင်းငင်းကျေးရွာကနေထွက်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းကိုချင်းနဲ့အစိုးရတပ်ဖွဲ့နဲ့မဟာမိတ်တပ်ဖွဲ့တွေကခုခံတိုက်ခိုက်ခဲ့ကြပြီးတိုက်ပွဲအကြမ်းထမ်းဖြစ်ပွားခဲ့ကြတယ်လို့ရှီတိုင်းတရင်ချင်းမြစ်က VOC ကိုအတည်ပြုပြောဆိုထားပါတယ်။အကြံဖက်စစ်တပ်ဟာတိုင်းငင်းကျေးရွာကိုကလေးမျိုးနဲ့ဒီရိမျိုးကနေစစ်အင်အားအလုံးကြီးချင်း အော်တိုဘားလကုန်ပိုင်းကစတင်စီကြောင်ထိုးလာတာဖြစ်ပြီးတိုင်ငင်ကျေးရွာမှာနိုဝင်ဘာလဆန်ပိုင်းမှာပေါင်းစည်းကတချို့တဝက်ထက်တိုင်ပြီးတချို့မှာဖလန်ဘက်ကိုဥတီစီကြောင်ထိုးလာတာဖြစ်ပါတယ်။ရှင်လက်အစိုးရတပ်ဖွဲ့နဲ့မဟာမိတ်တပ်ဖွဲ့တွေကလည်းစီကြောင်နှစ်ကြောင်ဖြင့်တိုင်ငင်နဲ့ဝေဘူလာမြို့ကနေတက်လာတဲ့အကြံပစစ်တပ်ကိုခုခံတက်ခိုင်းနေသလိုကလေးကန်ကိုဒေတာဟန်တာဝတီကျေးရွာမှာလည်းစစ်စင်ကြီးပို့ဆောင်နေရှိပြီးအဘက်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့သိရှိရပါတယ်ရှင်။မော်လိတ်ခရိုင်တွင်တင်းငယ်စစ်စင်ကြီးကာလအတွင်းပြူစော်တီ၁၀စက္ကန့်၈ခုကိုတင်ပေးရရှိခဲ့ပြီးစစ်သားနှင့်ပြူစော်တီ၁၀၀ကြိုတည်ဆုံးကစစ်တုံးပန်းများနဲ့လက်နက်ခဲယံအများပြားတင်စီရရှိတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။စကိုင်းတိုင်းမော်လိတ်ခရိုင်တွင်တင်းငယ်စစ်စင်ကြီးကာလအတွင်းပြူစော်တီ၁၀စက္ကန့်၈ခုကိုတင်ပေးရရှိခဲ့ပြီး စစ်သားနဲ့ပြူစော်တီတရားကြိုသေးဆုံးကစစ်တုံးပန်းများနဲ့လက်နက်ခဲယံအများအပြားတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။ယခုနှစ်အောက်တိုဘာလနိုဝင်ဘာလ24ရက်နေ့အထိမော်လိပ်ခဲယံအတွင်း၌တိမ်ဖက်စစ်စင်ကြီးပေါ်ဆောင်ခဲ့ရာစစ်သားပြူစခန်းရှိခုကိုတိမ်ပိတ်နိုင်ခဲ့ပြီးဂျေးရွာပေါင်း18ရွာကိုစုမှုထိန်းချုပ်နိုင်ခဲ့ကြောင်း ရင်တိတ်ပွေများအတွင်စစ်သားတရာကြိုတည်ဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကာစစ်တုံးပန်းများလက်နက်ခဲယံများလည်းအများအပြားသိရှိရရှိခဲ့ကြောင်းမော်လိတ်တုန်ဟန်ကြီးအင်အားစုမှတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။မော်လိတ်တုန်ဟန်ကြီးအင်အားစုမှတာဝန်ရှိသူကပထမစက္ကန့်၅ခုသိမ်းမိတာတစ်ဖြတ်ပေါ့နောက်ထပ်စက္ကန့်၃ခုထည့်ရတယ်။အောက်တိုဘာလ26ရက်နေ့ကနေနိုဝင်ဘာလ15ရက်နေ့အထိစွန်းနန်းဥပု ထိန်သာသုံးရွာတိမ်ပိတ်ထိချုပ်နိုင်ခဲ့တယ်။စစ်စင်ရေးကာလဒီနေ့ပဲအပြီးရက်လိုက်တာပါ။ရန်သူဘက်ကတပ်လွန်အင်အားနဲ့ထိုးလာလို့ပြန်ဆုတ်ထားရတဲ့အနေထားပါလို့ရန်ကုန်ခက်တိတရင်ဌာနထံသို့အတည်ပြုပြောကြားထားပါတယ်။အဆိုပါစစ်စင်ရေးကိုမိုးလိုက်တုံနိုင်ပြီးအင်အားစုများဖြစ်တဲ့ခရိုင်တရင်တတရင်နှစ်တရင်သုံးတရင်လေးမိုးလိုက်မြို့နေပြည်သူကကိုရေးအဖွဲပါကဖ ဖောင်းပင်မြို့နေပြီးတုကာကွေကြီးအဖွဲပါကဖပြီးတုလုံချုံကြီးတဖွဲပါလာဖနဲ့ခရိုင်ကွက်ကေကြီးယုံတက်ခဲကြီးအဖွဲတို့ကပူပေါင်းကတက်ခဲခဲချင်းဖြစ်ကြောင်းသိရှိရပါတယ်တော်လှန်ရေးတပ်များရဲ့တင်ငယ်စစ်စင်ကြီးကာလအတွင်းတင်ပေးရရှိခဲ့တဲ့ပြူစခန်းများမှာထောတာရွာပြူစော်တီစခန်း၊အိုစည်းခုံရွာစခန်း၊ညောင်ဝင်းရွာပြူစော်တီကိတ်စခန်း၊နောင်ပင်းရွာစခန်းကုန်း၊နားပင်ရွာစခန်းကုန်းနဲ့တောင်အင်းရွာစစ်တပ်စခန်း စွန်နပြူစောတီစကန်ဥပုပြူစောတီစကန်နဲ့ထိန်တာရွာပြူစောတီစကန်တို့ဖြစ်ကြောင်းသိရှိရပါတယ်။လက်ရှိချိန်တွင်စစ်စီရင်နေနေအတွင်းရှိတောင်တူလေးသမားများစပားရိတ်တင်ချိန်နဲ့ပြည်သူလူထုစစ်ပေးရှာများခြင်းအခက်ခဲများကိုညံ့ညာထောက်ရှုသောအဖြစ်တင်ငယ်စစ်စီရင်ထူဆက်ကိုအထက်ခွင့်ကြားချက်အရရက်အကန့်အသတ်မရှိရက်တန်လက်ချင်းဖြစ်ကြောင်းအတိပေးထားကြောင်းသိရှိရပါတယ်ရှင်။ ဆရာနာသိန်းလေးနှစ်ကျော်ကာလအတွင်းအရက်သားနေအိမ်ပေါင်းတသိန်းတထောင်ကျော်မိရှုဖြစ်စီခံရရလို့ data formula ကထုတ်ပြန်ထားတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဆရာနာသိန်းလေးနှစ်ကျော်ကာလအတွင်းအကြံဖက်စစ်တပ်နဲ့သူလက်အောက်ခံဖွဲ့စည်းဝင်ရဲ့မိရှုဖြစ်စီမှုကြောင့်အရက်သားနေအိမ်ပေါင်းတသိန်းတထောင်ကျော်ပျက်စီးဆုံးရှုံးခဲ့ရရလို့ data formula ဖွဲ့ကတရင်ထုတ်ပြန်လိုက်ပါတယ်။၂၀၂၁ မေလ၁ရက်နေ့ကနေ2025ခုနှစ်မေလ31ရက်နေ့အထိစစ်အာဏာသိမ်းပြီးနှစ်ကျော်ကာလအတွင်းမီးရှို့ဖျက်ဆီးမှုတွေကြောင့်အယက်သားနေအိမ်ပေါင်း116690ခုလုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့နိုဝင်ဘာလ22ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။အကြံဖက်စစ်တပ်နဲ့လောက်ခံဖွဲ့စည်းရေးရဲ့မီးရှို့ဖျက်ဆီးမှုတွေကြောင့်အယက်သားနေအိမ်ပေါင်း113395လုံးပျက်စီးဆုံးရှုံးခဲ့ရပြီးရခိုင်ပြည်နယ်ဘူတီတောင်မြို့နေထင်းမှာ 2024မေလအတွင်းကမီရှုဖြစ်စီခံရတဲ့အရသာဘီတုနေအိမ်ပေါင်း3840အတွက်ကျိုးလွန်တဲ့အဖွဲ့အစည်းတွေကိုတော့အတည်မပြုနိုင်သေးဘူးလို့ Data for Myanmar အဖွဲ့ကဆိုပါတယ်။စကိုင်းတိုင်းကနေအိမ်ပေါင်း9699တုံမြလုံးမီရှုဖြစ်စီခံခဲ့ရလို့တနင်္ဂနွေလုံးမီရှုဖြစ်စီခံရတဲ့အရသာနေအိမ်စုစုပေါင်းရဲ့65ရာခိုင်နှုန်းကျော်ရှိပါတယ်။ တပ်ချင်းမကွေးတိုင်းမန္တလေးတိုင်းကချင်ပြည်နယ်ရခိုင်ပြည်နယ်ချင်းပြည်နယ်နဲ့တနင်္သာရီတိုင်းတွေမှာလည်းအရက်သားနေအိမ်ပေါင်း3093နေလုံးမိရှုဖြက်စီခံခဲ့ရတယ်လို့ data form မြန်မာဖွေကအတည်ပြုချပါတယ်။ချင်းပြည်မှာတော့အကြံဖက်စစ်တပ်ရဲ့မိရှုဖြက်စီမှုကြောင့်အရက်သားနေအိမ်စုစုပေါင်း1963လုံးရှိခဲ့တယ်လို့ဆိုပါတယ်။ယခုထောက်ပြချက်မှာပါတဲ့အချက်လက်တွေဟာ data form မြန်မာရဲ့ကောက်ယူမှုသာဖြစ်ပြီးမေးပြမှာယခုထက်ပိုများနိုင်တယ်လို့သိရှိရပါတယ်ရှင်။ မင်းကင်းမြို့နီးမြောက်ချွန်းရွာအနီးရှိရွှေမျိုးကိုစစ်တပ်ကလေရင်ဖြင့်ထပ်မံပုံကြီးတက်ခဲ့မှုတွင်ထိခိုက်ဒေဆုံးသူများပြားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။စကိုင်းတိုင်းမင်းကင်းမြို့နီးမြောက်ချွန်းရွာအနီးရှိရွှေမျိုးကိုအကြံဖက်စစ်တပ်ကလေရင်ဖြင့်ထပ်မံပုံကြီးတက်ခဲ့ခြင်းကြောင့်ထိခိုက်ဒေဆုံးသူများပြားကြောင်းသိရှိရပါတယ်။ယနေ့နဗံပါလ25ရက်နေ့နေ့နဲ့9နာရီကျော်ခန့်တွင်မင်းကင်းမြို့နီးမြောက်ချွန်းရွာအနီးရှိရွှေမျိုးဟောအကြံဖက်စစ်တပ်ကတတအူးလီတမတက်လာတဲ့ A5 ပုံမှာ Jet Fighter ကဘုံကျဲတက်ခဲခဲချင်းဖြစ်ကြောင်းအကြံဖက်စစ်တပ်ရဲ့ဘုံကျဲတက်ခဲမှုအတွင်ပြည်သူများထိခိုက်ဒေဆုံးသူများပြပြီးထိခိုက်မှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းလက်ရှိချိန်တွင်ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြီးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်။ဒေသခံပြည်သူတို့ကအသေးအပြောက်တွေများနဲ့လေရင်နဲ့တုံးပတ်ဝေးပြီးပပစ်သွားတာရောပတ်လေးဖြစ်သွားသေးတယ်။ အရွာကတော့အထီးခဲမရှိဘူးအင်တလုံးပဲပျက်စီးပါတယ်မပေါက်သေးတဲ့ပုံတီလေးရှိနေသေးတယ်အကြီးကတော့တက်ခိတ်သွားတာက မြုပ်ချွင်းရွာရွှေမျိုးနေရာကိုတိတ်သွားတာအသေးအပြောက်ကတော့များနိုင်တယ်ဘသူမှတော့အနာမကက်ရေးကြဘူးလို့ရန်ကုန်ခက်တဲ့တရင်ဌာနထင်တော့အတူပြုပြောဆိုထားပါတယ်အလားတူနိုဝင်ဘာလ22ရက်နေ့ကလေအကျံဖက်စစ်တက်ကမင်းကင်မြို့နီလောင်ပြည်ရွာရွှေမျိုးကိုတဒါဦးလေးတက်မှတက်လာတဲ့ KAW လေးရင်တစီနဲ့ ဂျီရိုကော့ပတာ၃စီးကရှစ်ကြိမ်ထက်မနည်းပုံကျဲတိုက်ခိုက်ခဲ့ကြောင်းပုံကျဲတိုက်ခိုက်မှုအတွင်းရွှေမော်တွင်လောက်ကင်နေတဲ့ပြည်သူ၂ဦးသေဆုံးပြီး၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိကာပျောက်ဆုံးသူများလေးရှိကြောင်းဒါအပြင်ဖလက်တစီနဲ့မြို့ဖောင်တစီလေးမိလောင်နှမြုပ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်အမေရိကန်မှာမြန်မာနိုင်ငံသားများယာယီနေထိုင်ခွင့်ကိုထရမ့်အစိုးရဖျက်သိမ်းတဲ့တရင်ကိုလေးဆက်လက်ကျင်းပသွားပါမယ်ရှင်။ American Britain စုမှမြန်မာနိုင်ငံသားများအတွက်ခတ္တခိုလုံခွင့် Temporary Protected Status TPS ကိုဖြတ်သိမ်းကြောင်း Donald Trump အဆိုအရကတင်လာနေမှာကြေညာလိုက်ပါတယ်။မြန်မာနိုင်ငံမှာအကြံဖက်စစ်တပ်ကအာဏာသိမ်းခဲ့တဲ့2021ခုနှစ်ကစလို့ American ကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားများဆက်လက်နေထိုင်နိုင်အောင်အရင် Democratic သမ္မတ Joe Biden အဆိုအရက TPS ခိုလုံခွင့်ကိုပေးထားတာဖြစ်ပါတယ်။ Trump အဆိုအရဟာမြန်မာနိုင်ငံမှာက TPS အစီအစဉ်ဆက်ပေးရမယ့်အခြေအနေမျိုးမဟုတ်တော့ကြောင်းအခြေအနေပိုတိုးတက်လာပြီဖြစ်လို့မြန်မာပြည်ကိုပြန်လို့ရပြီဆိုတဲ့အကြောင်းပြချက်နဲ့ယခုလိုဖြစ်တင်လိုက်တာဖြစ်ပါတယ်။ American အစိုးရအမိမေလုံချုံရေးဝန်ကြီး Christine Wim ကမြန်မာပြည်တွင်းကအခြေအနေတွေလုံလုံလောက်လောက်တိုးတက်ကောင်းမွန်လာပြီဖြစ်လို့ယာယီအကာအကွယ်ပေးရည်အခြေအနေကိုရည်စည်လိုက်ပါတယ်။ အရေးပေါ်အခြေအနေရက်ဆိုင်ကြီးလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့အစီအစဉ်တွေအပြစ်ခက်ရက်စည်ရေးသဘောတူညီချက်တွေထိုးမြင့်ပြီးပြည်သူဝန်ဆောင်မှုဘေးဝေမှုနဲ့အမျိုးသားပြန်လည်တည်မြဲရေးအပါအဝင်ဒေသန္တရအုပ်ချုပ်ရေးကိုမြင့်တင်ထားပါတယ်လို့ပြောကြားထားပါတယ်။အာဖဂန်နစ္စတန်၊နီပေါ်၊ဗင်နီဇွဲလားစတဲ့နေအိမ်တွေက TPS နဲ့ American မှာနေထိုင်သူ သင်္ကလန်ကိုလေထရမ်အစိုးရကနှင်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။လက်ရှိမှာ American Beta ဆိုအတွင်း TPS ဖြင့်နေထိုင်တဲ့သူအယောက်၄000ခန့်ရှိနေပြီးထရမ်အစိုးရရဲ့ TPS ဖြတ်သိမ်းမှုဟာလာမယ့် January လထဲမှာတည်ယဝင်ရစေသွားမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကြလောက်နဲ့ပေးရနာသွားပါမယ်ရှင်။ချင်းလန်ချန်ရဲ့တရင်စီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြကြမှာရှင်နေနိုင်ကြပါစေရှင်။